တရုတ်ဘန်တွေဟာဆက်လက်လဲပတ်ဖို့မဖြစ်နိုင်တော့ပါဘူးတရုတ်မှာဘန်36ခုဟာဖြတ်သိမ်းခံရတာဒါမှမဟုတ်ပေါင်းစည်းခံရပါတယ်ဒီထဲမှာ၎င်းတို့ရဲ့ပိုင်ဆိုင်မှုအကျွေးများလဲပတ်မှုတွေနဲ့ဝန်ထမ်းတွေရဲ့လုပ်ငန်းတွေပါဝင်ပါတယ်အခုချိန်မှာတရုတ်ဟာစီးပွားရေးမှာအလွန်ခက်ခဲနေပြီးဝေသားစီးဆင်းမှုမရှိရင်ဘန်တွေရှင်တန်နိုင်မှာမဟုတ်ပါဘူးပုတ်ကလေးကကုမ္ပဏီတွေဆိုပို့တောင်ဆိုပါသေးတယ်တရုတ်နိုင်ငံရဲ့စီးပွားရေးကြဆင်းမှုဟာ၎င်းရဲ့ဘန်လုပ်ငန်းကဏ္ဍတွေကိုတဖြည်းဖြည်းပြန့်နှံ့လာနေပြီး 2024ခုနှစ်အစောပိုင်းမှာအသေးစားနဲ့အလက်စားဘဏ်196ခုမှတ်ပုံတင်ဖြတ်သိမ်းခံရတာပေါင်းစည်းခံရတာဒါမှမဟုတ်ဖြတ်သိမ်းခံရတွေဖြစ်ပေါ်ခဲ့ပါတယ် Enterprise Early Warning 10 Data အရဒီစရင်ထဲမှာချင်းငွေသမဝါယမ36ခုကျေးလက်စီးပွားရေးဘဏ်96ခုနဲ့ရွာဘဏ်100ပါဝင်ပါတယ် Asia Pacific အထူးချွန်ဖလှယ်ရေးအသင်းရဲ့အထွေထွေတွင်းရမှုဝန်ဆောင်ရှန်ကတရုတ်နိုင်ငံရဲ့ဖုံးကွယ်ထားတဲ့ဒေသန္တရအစိုးရအကြွေတွေအိမ်ချမ်းမြေဈေးကွက်ပေါက်ကွဲမှုနဲ့ ပြန်ပြရတဲ့ချင်းဝင်တွေနဲ့ဆက်ဆက်နေတဲ့ NDA ဟာဗန်လုပ်ငန်းတွေအတွက်အချိန်ကြိုက်ပုံတစ်လုံးလိုဖြစ်နေတယ်လို့သတိပေးပါရယ်။သူကဗန်တွေပေါင်းစည်းမှုနဲ့ပိတ်သိမ်းမှုလှိုင်းဟာတဖြည်းဖြည်းတည်ဆုံနေတဲ့နီလန်တစ်ခုလိုဖြစ်နေပြီးထိန်းချုပ်မထားရင်ပိုကျယ်ပြန့်တဲ့ဗန်နာရေးအကျက်တဲကိုဖြစ်ပေါ်စေနိုင်တယ်လို့ဖော်ပြပါရယ်။ပတ်စံပိုရှိတာကလူတအူးချင်းအတွက်ကောင်းတယ်လို့ထင်ကောင်းထင်နိုင်ပါရယ်။ဒါပေမဲ့ဗန်တွေအတွက်ကတော့အံ့ငွေတွေဟာအကျွေးတွေပါပဲ။ဘန်တွေရဲ့အမျက်ဆုံးဟာအံ့ငွေနဲ့ချင်းငွေအတိုးနှုံကွာခြားချက်ကနေရလာတာပါဒီနေ့ခေတ်မှာဘန်တွေကစူသောင်းငွေအတွက်အတိုးနှုံမြင့်မားစွာပေးနေရပြီး ချင်းငွေအစ်ထုတ်ပေးဖို့ရုန်းကန်နေရပါတယ်။ဒါကြောင့်အမျက်အရင်မြင့်မရှိတော့ပါဘူး။တပြိုင်တည်းမှာတာမန်လူတွေသုံးဆွဲတာဒါမှမဟုတ်ရင်းနှီးမြှုပ်နှံတာထက်စုဆောင်းဖို့ပိုနှစ်သက်လာကြပါတယ်။ဒါကဘန်တွေကိုနေ့စဉ်မမြင်ရတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်စေပါတယ်။မကြသေးခင်စီးရင်ခံတာတွေရ Industrial and Commercial Bank of China, Agricultural Bank of China, Bank of China, China Construction Bank, Postal Saving Banks of China နဲ့ Bank of Communication တို့က 2025ခုနှစ်ပထမ3လပတ်ရလဒ်တွေကိုထုတ်ပြန်ခဲ့ပါတယ်။ဒီပန်6ခုပေါင်းပြီးဝင်ငွေအနေနဲ့ယွမ်930.2ဘီလီယံခန့်ရရှိခဲ့ပြီးယခင်နှစ်ကထက်ယွမ်73.9ဘီလီယံကျဆင်းခဲ့ပါတယ်။ဘန်6ခုနဲ့4ခုကဝင်ငွေကျဆင်းမှုကိုတင်ပြခဲ့ပါတယ်။ Bank of China ရဲ့ဝင်ငွေက1.600ခန့်လုံးတိုးလာခဲ့ပြီး Agricultural Bank of China က3.400ခန့်လုံးတိုးလာခဲ့ပါတယ်။ Postal Saving Banks ရဲ့ဝင်ငွေတိုးတက်မှုကတော့အနှုတ်လက္ခဏာနယ်ပယ်တဲကိုရောက်သွားခဲ့ပြီး Bank of Communication ရဲ့ဝင်ငွေကြာဆင်းမှုကရခိုင်နှစ်ကထက်တရာခိုင်နှုန်းကျော်အထိပိုကျေပြန့်လာခဲ့ပါတယ်။အမြတ်အစွန်အရာဒီဘန်6ခုပေါင်းပြီးရှယ်ယာရှင်တွေအတွက်အတငွေအတတင်အမြတ်အဖြစ်ယွမ်344.4 4ဘီလီယံတင်ပြခဲ့ပြီးရခိုင်နှစ်ကထက်ယွမ်9.3ဘီလီယံနေပါကအနည်းဆက်ဆုံး200ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါတယ်။ဘန်အုပ်စုရဲ့စွမ်းဆောင်ရည်ကတိုးတက်မှု2ခုနဲ့ကျဆင်းမှု4ခုကိုပြသခဲ့ပါတယ်။ Industrial and Commercial Bank of China က3လပတ်အတွက်အတတင်အမြတ် ယွမ်84ဘီလီယံခန့်မှတ်တမ်းတင်ခဲ့ပါတယ်။တရုတ်ဆောက်လုပ်ရေးဘဏ် China Construction Bank ကယွမ်83ဘီလီယံခန့်ရရှိခဲ့ပြီးဒီနှစ်ခုစလုံးဟာယွမ်80ဘီလီယံအမှတ်သားထက်ကျော်လွန်နေခဲ့ပေမဲ့ဘဏ်တစ်ခုစီဟာနှစ်စဉ်နီးပါး400ခန့်ခန့်ကျဆင်းမှုကိုတင်ပြခဲ့ပါတယ်။2024ခုနှစ်ပထမ3လပတ်မှာ300ခန့်အောက်ကျဆင်းမှုကိုမြင်တွေ့ခဲ့ပြီးနောက်တရုတ်ဘဏ် Bank of China ရဲ့ရှယ်ယာရှင်များအတွက်အသက်တင်အမြတ်ဟာယခင်နှစ်ကထက်1.9ခန့်ကျဆင်းခဲ့ပြီးဒါဟာယခင်ကာလမှာ တရုတ်စာတိုက်စုဆောင်ငွေပန်း Postal Saving Banks of China မှာရှိခဲ့တဲ့အလားတူအမျက်ကျဆင်းမှုနဲ့အနည်းဆက်ဆုံးဖြစ်ပါတယ်။စာတိုက်စုဆောင်ငွေပန်းမှာအလားတူအမျက်ကျဆင်းမှုဟာနှစ်တသမ600ခန်းလုံးထိပိုကျယ်ပြန့်လာခဲ့ပါတယ်။တရုတ်စိုက်ပျိုးရေးဘဏ် Agricultural Bank of China နဲ့စက်သွယ်ရေးဘဏ် Bank of Communication တို့ကတိုးတက်မှုတွေတင်ပြခဲ့ပါတယ်။စိုက်ပျိုးရေးဘဏ်ကအုပ်စုထဲမှာဥဆောင်ပြီးအသက်တင်အမြန်နှစ်တသမ200ခန်းလုံးတိုးလာခဲ့ပြီးရခိုင်နယ်ပထမ3လပတ်မှာ1.600ခန်းလုံးကျဆင်းခဲ့ပြီးနောက် တစ်နှစ်လုံးအတွက်၄ .8 ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။၂၀25ခုနှစ်ပထမ3လပတ်မှာနိုင်ငံပိုင်းဗန်ကြီး6ခုရဲ့မဖြည့်စည်းနိုင်တဲ့ချင်းဝင်လက်ကျန်တွေဆက်လက် မြင့်တက်နေပါတယ်။တရုတ်ဆက်မှုနဲ့ကူတန်းရောင်းဝယ်ရေးဘဏ် Industrial and Commercial Bank of China ကမဖြည့်စည်းနိုင်တဲ့ချင်းဝင်တွေမှာအကြီးမားဆုံးတိုးလာမှုကိုမှတ်တမ်းတင်ခဲ့ပြီး၎င်းရဲ့မဖြည့်စည်းနိုင်တဲ့ချင်းဝင်လက်ကျန်ဟာနှစ်ကုန်အဆင့်ထက်ယွမ်၁၅.၉ဘီလီယံတိုးလာခဲ့ပါတယ်။တရုတ်ဆောက်လုပ်ရေးဘဏ်ရဲ့မဖြည့်စည်းနိုင်တဲ့ချင်းဝင်တွေကယွမ်၁၃.၅ဘီလီယံ စိုက်ပျိုးရေးဘဏ်က12.5ဘီလီယံနဲ့တရုတ်ဘဏ်ကယွမ်12.4ဘီလီယံတိုးလာခဲ့ပါတယ်ဒီကာလအတွင်းတရုတ်စာတိုက်စုဆောင်းငွေဘဏ်ဟာဘဏ်ကြီး6ခုထဲမှာမဖြည့်ဆည်းနိုင်တဲ့ချင်းငွေအချိုးနှုန်းအနည်းငယ်မြင့်တက်လာတဲ့တခုတည်းသောဘဏ်ဖြစ်ခဲ့ပြီးမက်ရှလကုံမှာ၎င်းရဲ့အချိုးနှုန်းဟာ3.91ရာခိုင်နှုန်းရှိခဲ့ပြီးနှစ်ကုံကထက်3.31ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်မက်ရှလကုံမှာမဖြည့်ဆည်းနိုင်တဲ့ချင်းငွေလက်ကျန်တွေဟာ ICBC မှာယွမ်395ဘီလီယံ တရုတ်ဆောက်လုပ်ရေးဘဏ်မှာယွမ်358ဘီလီယံစိုက်ပျိုးရေးဘဏ်မှာယွမ်335ဘီလီယံတရုတ်ဘဏ်မှာယွမ်281ဘီလီယံစာတိုက်စုဆောင်ရေးဘဏ်မှာယွမ်85ဘီလီယံနဲ့စက်သွယ်ရေးဘဏ်မှာယွမ်115.5ဘီလီယံအထိရှိခဲ့ပါတယ်ဒီဘဏ်6ခုပေါင်းပြီးမဖြည့်ဆည်းနိုင်တဲ့ချင်းဝေစုစုပေါင်းယွမ်1590ဘီလီယံခန့်ရှိခဲ့ပါတယ်2024ခုနှစ်ပထမ3လပတ်စောပိုင်းမှာတင်ဘဏ်ကြီး6ခုတွေက4ခု ICBC စိုက်ပျိုးရေးဘဏ်တရုတ်ဆောက်လုပ်ရေးဘဏ်နဲ့ တရုတ်ဗန်ဟာလေပတ်ဝင်ဝင်နဲ့အတင်းအမျက်နှစ်ခုသလုံးမှာကြာဆင်းမှုတွေမှတ်တမ်းတင်ခဲ့ပါတယ် ICBC ကဝင်ငွေယွမ်219.8ဘီလီယံတင်ပြခဲ့ပြီးရခိုင်နှစ်ကထက်3.4ခိုင်နှုန်းကြာဆင်းခဲ့ပါတယ်ဒါဟာနိုင်ငံပိုင်ဗန်တွေထဲမှာအကြီးမားဆုံးကြာဆင်းမှုဖြစ်ပါတယ်တရုတ်ဆောက်လုပ်ရေးဗန်နဲ့တရုတ်ဗန်ရဲ့ဝင်ငွေလည်း300ခိုင်နှုန်းကြာဆင်းခဲ့ပါတယ်နိုင်ငံပိုင်ဗန်ကြီး6ခုအပြင်အေရှားယာစည်ရင်းဝင်ဗန်တွေဟာ၎င်းတို့ရဲ့အတင်းအတိုးအပေါ်ဖိအားပြင်းထန်စွာရင်ဆိုင်နေရပါတယ် ြီးခဲ့တဲ့တစ်နှစ်တွင်စည်ရင်းဝင်ပန်း52ခုအလုံးဟာ၎င်းတို့ရဲ့အတိုးအပေါ်အသက်တင်အမြတ်တွေကျင်းမြောင်းလာခဲ့ပြီးကြာဆင်းမှုတွေဟာတစ်ကနေ51 base basis point ထိအတိုင်းအတာရှိခဲ့ပါတယ်။ Beijing Business Today ရဲ့ဖော်ပြချက်အရ PAN Bank, China Zhongshan Bank, Bank of Zhuhao, GN Bank, Sanso Bank, Sanjing Rural Commercial Bank နဲ့ Sanjing Anjan Rural Commercial Bank တို့ဟာအသက်တင်အတိုးအပေါ်အကျယ်ရေ30 basis point နဲ့ အထက်ကျဆင်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ China Everbright Bank, Gunsha Bank, Changsha Bank, Chilu Bank နဲ့ Rufan Rural Commercial Bank တို့ကနှစ်စဉ်အတိုးအပေါ်အကျယ်ကျဆင်းမှု20 basis point ခန့်မှတ်တမ်းတင်ခဲ့ပါတယ်။2024ခုနှစ်အမျိုးသားဗန္ဒာရေးစီးမင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ data တွေအရကုတန်းရောင်းဝယ်ရေးဘဏ်တွေရဲ့အသတင်းအတိုးအပေါ်အကျယ်ဟာ2024ခုနှစ်ဇတုထ3လဘက်ကုန်မှာ1.5ခန့်လုံးရှိခဲ့ပြီးယခင်နှစ်ကထက်16 basis point ကျဆင်းက ်တမိုင်းတစ်လျှောက်အနိုင်ဆုံးအဆင့်မှာရှိခဲ့ပါတယ်။စီးပွားရေးပညာရှင်ဒေးဗစ်ဟူအန်ကပြည်ပနိုင်ငံမီဒီယာတွေကိုပြောကြားခဲ့တာကတရုတ်နိုင်ငံရဲ့ဘန်လုံငန်းစနစ်ဟာဈေးကွက်မောင်းနှင်မှုမဟုတ်ပဲခြေဝင်တဲ့အငွေအတိုးနှုံတွေကိုဗဟုအာဏာပိုင်တွေကတိုက်ရိုက်သတ်မှတ်ပေးပါတယ်။ဘန်တွေဟာတရုတ်ဝင်အတိုးနှုံကွာခြားချက်ကနေအာမခံထားတဲ့အမျက်အစွန်းတွေရယူနေပါတယ်။ဒါကဘယူရိုကရက်ဘယူရိုကရက်စီစနစ်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဝင်ဝင်နဲ့အမျက်အစွန်းနှစ်ခုစလုံးကြာဆင်းမှုတွေကဘန်တွေဟာယင်းနှိမ့်နှုံမှုဒါမှမဟုတ် စီးပွားရေးလဲပတ်မှုတွေကနေအကျိုးအမြတ်မရရှိဘူးဆိုတာကိုဖော်ပြပါတယ်။အရိစား၎င်းတို့ဟာမူဝါဒမောင်းနေတဲ့အတိုးနှုံအတားအဆီးတွေပေါ်မှာမှီခိုပြီးတေချာနှီးပါအကျိုးအမြတ်တွေရယူနေပါတယ်။၎င်းတို့ရဲ့အမြတ်ဆုံးရဲ့အဓိကအရင်းမြစ်ကတော့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေကိုချိန်ဝင်ပေးတာပါ။အမြတ်ဆုံးနေတာကရခင်ကအလွန်ကျွံတိုးချဲ့မှုဖြုံးတိတဲ့သုံးဆွဲမှုနဲ့စီမံခန့်ခွဲမှုကုန်ကျစရိတ်တွေမြင့်တက်လာစေတဲ့ bureaucratic legend တွေကိုထင်ဟပ်ပြပါတယ်။ဒါတွေကအမြတ်ဆုံးကိုပုံမိုနေပါစေနေပါတယ်။ ဒုတိယအကြောင်းရင်းကတော့ပုတ်ကလိကကဏ္ဍရဲ့အားနည်းတဲ့လှုပ်ရှားမှုပါ။ငွေလွှဲခါရောင်းဝယ်မှုနဲ့အခြားငွေပေးငွေယူတွေကနေရတဲ့အခကျင်းငွေတွေဟာတစ်ချိန်ကဘဏ်ဝင်ငွေတွေကိုအားဖြည့်ပေးခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးလှုပ်ရှားမှုအားနည်းနေတာနဲ့အမျှဒီအခကျင်းငွေအခြေခံဝင်ငွေတွေကျဆင်းသွားခဲ့ပါတယ်။အခြားနေရာမှာဝင်ငွေရဖို့အခွင့်အလမ်းနှဲပါနေတာကြောင့်တဦးချင်းနဲ့စီးပွားရေးလုပ်ငန်းတွေဟာချင်းငွေအသေးယူဖို့ရှောင်ကျဉ်နေကြပါတယ်။တစ်ချိန်တည်းမှာဘဏ်တွေဟာအငွေတွေကိုဆက်လက်လက်ခံပြီးအတိုးပေးနေရတာက ၎င်းတို့ရဲ့အမြန်ဆုံးကိုပုံမူဖြစ်စည်းစေပါတယ်။တတရအကြောင်းကတော့ဘန်တွေဟာတစ်ချိန်ကစီးစိမ်စီမံခန့်ခွဲမှုနဲ့အာမခံထုတ်ကုန်တွေရောင်းချရကနေအမြန်ဆုံးရခဲ့ပေမဲ့ပြီးခဲ့တဲ့၃နှစ်ကနေ၄နှစ်တွင်းထုတ်ကုန်တွေမကြာခဏမအောင်မြင်မှုတွေကလူတို့ရဲ့ယုံကြည်မှုကိုကြီးညိုင်စေခဲ့ပါတယ်။စားသုံးသူတွေဟာအခုဆိုဒီထုတ်ကုန်တွေကိုနည်းနည်းပဲဝယ်ယူတော့ပြီးရင်းနှီးမြှုပ်နှံမှုပတ်စံနည်းလာတာနဲ့မျှဒီအမြန်အဆုံးအများစုပျောက်ကွယ်သွားခဲ့ပါတယ်။စရုပ်ထအကြောင်းကတော့အိမ်ချမ်းမြေဈေးကွက်ရဲ့ကြာဆင်းမှုဟာဘန်တွေရဲ့ဝင်ငွေကိုနှက်ဆိုင်စွာထိခိုက်စေခဲ့ပါတယ်။ အိမ်ချမ်းမြေချင်းဝေတွေဟာတစ်ချိန်ကဗန်ကြီးလေးကူမှာအမျက်ဆုံးရဲ့တိတာထင်ရှားတဲ့အစိပ်ပိုင်းတစ်ခုကိုအထောက်အကူပြုခဲ့ပါတယ်။ရခိုင်မူဝါဒအထောက်ပံ့မှုနဲ့ဈေးကွက်မဟုတ်တဲ့အတိုးနှုန်းကာကွယ်မှုတွေအောက်မှာဗန်တွေဟာချင်းဝေပမာဏတွေတိုးလာမှုအပေါ်မှာအောင်မြင်ခဲ့ပါတယ်။အခုတော့အိမ်ချမ်းမြေလှုပ်ရှားမှုရပ်တန့်နေတာနဲ့အမျှဒီအမျက်အဆုံးရင်းမြစ်ဟာတိတိတတကြဆင်းသွားခဲ့ပါတယ်။နောက်ဆုံးအကြောင်းရင်းကတော့မဖြည့်ဆည်းနိုင်တဲ့ချင်းဝေချုံနှုံတွေမြင့်တက်လာတာကဗန်တွေရဲ့အကျိုးမြတ်ကိုတိုက်စားနေတာပါ။ Credit Card အိမ်ချမ်းမြေချင်းဝေနဲ့ ကော်ပိုရိတ်ချင်းဝေတွေရဲ့မဆက်နိုင်မှုတွေကမဖြည့်ဆည်းနိုင်တဲ့ချင်းဝေတွေကိုမြင့်တက်စေပြီးဘန်တွေရဲ့အမျက်ဆုံးကိုတိုက်ရိုက်ထိခိုက်စေပါတယ်။စီးပွားရေးပညာရှင်ဒေးဗစ်ဟူအန်ကတရုတ်နိုင်ငံရဲ့ဘန်တွေရဲ့အမျက်ဆုံးတွေဟာအနာဂတ်မှာလှိမ့်မြန်စွာကျုံလာမယ်လို့သတိပေးထားပြီးအနှုတ်လက္ခဏာနယ်ပယ်တွေကိုရောက်သွားနိုင်တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံရဲ့အမျိုးသားချင်းဝေပိုင်ဆိုင်မှုအမှတ်ပုံတင်တဲ့လွှဲပြောင်းရေးစင်တာရဲ့ဒေတာတွေအရ2024ခုနှစ်စတုတ္ထ3လပတ်ကုန်မှာ ဘန်တွေမှာမဖြည့်ဆည်းနိုင်တဲ့ချင်းငွေယွမ်၁23.5ဘီလီယံလွှဲပြောင်းရန်အတွက်စည်ရင်းပြုစုထားပြီးရခိုင်နှစ်ကထက်56.8ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။အဲ့ဒီ၃လဘက်မှာရှယ်ယာပူးတဲ့ဘန်တွေဟာမဖြည့်ဆည်းနိုင်တဲ့ချင်းငွေတွေရဲ့အဓိကရောင်းချသူတွေဖြစ်နေစေဖြစ်ပြီးယွမ်34.8ဘီလီယံပိုလွှဲပြောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။တရံဝင် CCB data တွေအရဘန်တွေရဲ့မဖြည့်ဆည်းနိုင်တဲ့အကျွေးတွေဟာယွမ်3.3 trillion ရှိပြီး ရုံးကန်နေရတဲ့အိမ်ချမ်းပြေ developer တွေနဲ့ငွေသားပြက်လက်တဲ့ဒေသန္တရအစိုးရတွေကိုထုတ်ချေးထားတဲ့ချင်းငွေတွေအပါအဝင်အထူးဖော်ပြချင်းငွေယွမ်၄.၈ trillion ထပ်မံရှိပါတယ်။ဒီလိုအပြည့်အဝမဖော်ပြထားတဲ့အစီရင်ခံမှုတွေကတကယ့်ကဏ္ဍတွေဟာဒီထက်ပိုဆိုးနိုင်တယ်လို့အကြံပြုပါတယ်။တရုတ်နိုင်ငံရဲ့မဖြည့်ဆည်းနိုင်တဲ့ပိုင်ဆိုင်မှုတွေကိုအမျိုးအစားသုံးမျိုးခွဲခြားထားတယ်လို့ Riders ကဖော်ပြပါတယ်။ပထမအမျိုးအစားကတော့ဒေသန္တရအစိုးရဘန်နာရေးရှင်တွေကအကြွေတွေ ဒေတန္တရအာဏာပိုင်တွေကထုတ်ပြန်တဲ့ငွေချေးသက်သေခံလက်မှတ်တွေဖြစ်ပါတယ်။ IMF data အရ2023ခုနှစ်မှာတရုတ်နိုင်ငံရဲ့ဒေတန္တရအစိုးရအကျွေးဟာယွမ်60ထရီလီယံကျော်လွန်ခဲ့ပါတယ်။ Fitch Ratings ရဲ့ခန့်မှန်းချက်အရဒေတန္တရအစိုးရတွေကိုချင်းငွေတွေဟာဘန်တွေရဲ့စုစုပေါင်းပိုင်ဆိုင်မှုရဲ့18ရာခိုင်နှုန်းခန့်ရှိပါတယ်။ဒီအကျွေးတွေရဲ့နိုင်ငံရေးသဘောတဘာဝကြောင့်ဘန်တွေဟာတက်တန်းမကုန်မီမှာဒီအကျွေးတွေကိုဆက်လက်တက်တန်းတိုးပေးရမှာရွေးချယ်စရာမရှိပါဘူး။ဒီအလေးချင်းကအမျက်အစွန်းကိုညော့နေစေပါတယ်။ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးကုမ္ပဏီ င်ကိုက15ရာခိုင်နှုန်းသောဒီစာရစာရည်နေဟာပြန်လည်ညှိနှိုင်းမှုလိုအပ်တယ်လို့ဆိုပြီးဘဏ်လုပ်ငန်းကဏ္ဍရဲ့အမြတ်ဆုံးကို600ရာခိုင်နှုန်းရှော့ချစေတယ်လို့ဖော်ပြပါတယ်။တခြားမဖြည့်ဆည်းနိုင်တဲ့ပိုင်ဆိုင်မှုနှမျိုးနဲ့ပတ်သက်ပြီးတရုတ်ဘဏ်တွေဟာပုံမှန်အားဖြင့်၎င်းတို့ကိုစည်ရင်းစရာကနေဖယ်ရှားဖို့ကြိုးစားကြတာ။ဒါမှမဟုတ်ဆုံးရှုံးမှုတွေကိုပြင်ဆင်ထားတဲ့ရန်ပုံငွေတွေနဲ့ဆုပ်ယူပါတယ်။ဒုတိယမျိုးစားမှာရောင်းချနိုင်တဲ့လေးလံတင်နိုင်တဲ့ဒါမှမဟုတ်တပ်တေကံလက်မှတ်ဖြစ်ပြောင်းလဲနိုင်တဲ့ပိုင်ဆိုင်မှုတွေပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ဒေဝါလီခံယူမှုလုံထုံးလုံနည်းတွေဟာမပြည့်စုံသလိုရှုပ်ထွေးတဲ့ကန့်သက်ချက်တွေနဲ့ရှေ့လျားတဲ့တရားရုံးဆုံးဖြတ်မှုတွေနဲ့ဝင်ထုတ်ဝင်ပို့ဖြစ်နေတာကြောင့်ဘန်တွေဟာအစိတ်အောက်ဖြစ်စေတဲ့ချင်းဝင်တွေကိုရင်းနှီးမြှုပ်နှံမှုတွေမှာဆုံးရှုံးမှုတွေမဖြစ်ပေါ်သေးဘဲနိုင်ငံထောက်ပံ့တဲ့ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးကဏ္ဍတွေစီတိုက်ရိုက်လွှဲပြောင်းမှုပုံနှစ်သက်ပါတယ်ဥပမာအနေနဲ့ဘိုဟိုင်းဘဏ်က2024ခုနှစ်မှာယွမ်29ဘီလီယံပိုးသောပိုင်ဆိုင်မှုတွေကို40ရာခိုင်နှုန်းလျှော့ဈေးနဲ့ရောင်းချဖို့စီစဉ်ခဲ့ပြီး ဒီနှစ်ဝင်ငွေရဲ့၃ပုံ၃ပုံကျော်ကိုဖြတ်သိမ်းလိုက်ပါတယ်။ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးကုမ္ပဏီတွေဟာသူတို့ဘာသာလဲငွေဖြည့်တင်းမှုမရှိတာများပါတယ်။တတိယမျိုးစားကတော့ဘဏ်တွေကသူတို့ဘာသာပြန်လဲရယူဖို့ကြိုးစားတဲ့ချင်းငွေတွေကိုအကျုံးဝင်ပြီးမဆက်နိုင်တဲ့လက်ကျန်တွေရဲ့ဆုံးရှုံးမှုတွေကိုကာမိစေဖို့ပြင်ဆင်ထားတဲ့ရန်ပုံငွေတွေကိုအသုံးပြုပါတယ်။2024ခုနှစ်မှာနိုင်ငံပိုင်ဘဏ်ကြီး၆ခုမှာမဖြည့်ဆည်းနိုင်တဲ့ချင်းငွေတွေအလုံးမြင့်တက်လာခဲ့ပါတယ်။ဆက်သွယ်ရေးဘဏ်မှာမဖြည့်ဆည်းနိုင်တဲ့ချင်းငွေချိုးနှုန်းဟာ1.300ခန့်အထိကျဆင်းခဲ့ပေမဲ့ မဖြည့်ဆည်းနိုင်တဲ့ချင်းငွေလက်ကျန်ဟာယွမ်း113.8ဘီလီယံအထိမြင့်တက်လာခဲ့ပြီးရခိုင်နှစ်ကထက်9.8ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်ဒီတိုးလာမှုဟာလက်လီရောင်းချမှုနဲ့အင်ချမ်းမြေပိုင်ဆိုင်မှုတွေမှာအထူးသိသာထင်ရှားခဲ့ပါတယ်ဒါပေမဲ့ဒီကနန်းတွေဟာအကျက်အတဲရဲ့တကယ့်ပြင်းထန်မှုကိုအောက်ကျဆင်းစွာခံမှန်းထားတာပါစီးပွားရေးပညာရှင်လီဟောင်ကွိုင်းကဘန်တွေရဲ့မဖြည့်ဆည်းနိုင်တဲ့အကျွေးတွေဟာအင်ချမ်းမြေကဏ္ဍရဲ့ပြိုလဲမှုနဲ့ဆက်ဆက်နေတယ်လို့ဆိုပါတယ်အင်ချမ်းမြေဟာတချိန်ကတရုတ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုရဲ့ 30ရာခိုင်နှုန်းကိုထောက်ပံ့ပေးခဲ့ပြီး၎င်းရဲ့ထွန်းကားမှုကာလမှာဘန်4000ကျော်ဟာအိမ်ချမ်းမြေလုပ်ငန်းတွေဝင်ရောက်ခဲ့ပါတယ်တရုတ်ကွန်မြူနစ်ပါတီ CCP ဟာအိမ်ချမ်းမြေကဏ္ဍဟာဘယ်တော့မှမညှိုးနှွမ်းတဲ့နေမင်းလုပ်ငန်းတစ်ခုဖြစ်တဲ့ဆိုတော့ကြီးကျယ်တဲ့ဒဏ္ဍာရီကိုမြင့်တင်ခဲ့ပါတယ်ဒီနေ့မှာတော့ဒီအဆိုဟာပြိုကွဲသွားခဲ့ပြီးဈေးကွက်ဟာပြိုလဲသွားခဲ့ပါတယ်အိမ်ချမ်းမြေချင်းငွေအလုံးနီးပါးဟာဘန်တွေပြန်မရယူနိုင်တဲ့မဖြည့်ဆည်းနိုင်တဲ့အကျွေးတွေဖြစ်သွားခဲ့ပါတယ်ချင်းငွေယူသူတွေဟာပြန်ဆက်တာကအတိတ်ပဲမရှိတော့တဲ့အတွက်ရိုးရှင်းစွာထွက်ပြေးပြီး ၎င်းတို့ရဲ့ချင်းဝေတွေကိုမျက်ကွယ်ပြုနေကြပါတယ်။တရုတ်နိုင်ငံရဲ့အင်အားစင်းလုံးတွေဆက်လက်ကြဆင်းနေတုန်းမှာရလာတဲ့ဆုံးရှုံးမှုတွေကအလွန်ကြီးမားပြီးနောက်ဆုံးမှာကုသန်းရောင်းဝယ်ရေးဘဏ်အများပြားကိုဖျက်ဆီးပစ်မှာပါ။အစိုးရအနေနဲ့ပတ်စံရိုက်ထုတ်ပြီးထောက်ပံ့မှုမပေးနိုင်ရင်ဒီဘဏ်တွေကိုပြန်လည်အသက်သွင်းဖို့တခြားနည်းလမ်းမရှိပါဘူး။စီးပွားရေးပညာရှင်လီဟောင်ကွိုင်းကဒီအခြေအနေဟာဆိုးရွားလွန်းတယ်လို့သတိပေးပြီးဒီတိုင်းဆက်သွားမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ဘန်တွေဟာကြီးမားတဲ့အကျွေးအကျက်တဲရဲ့အဆုံးမှရှိနေတယ်လို့ဆိုပါရယ်။ American Chief Side Asia Policy Institute မှသုတေသည် Lenedi On ကတရုတ်နိုင်ငံရဲ့ဘန်နာရေးစနစ်မှာအားနည်းချက်အခြေဆက်ဟာကျေးလက်ဒေသတွေမှာပြန့်ကျဲနေတဲ့အသေးစားနဲ့အလက်စားဒေသဆိုင်ရာဘန်3800မှာရှိတယ်လို့ပြောပါရယ်။ဒီဘန်တွေဟာဒေသခံအငွေတွေကိုပဲဆွဲဆောင်နိုင်ပြီးစီးမင်းတွေက၎င်းတို့ကို၎င်းတို့ရဲ့မွေးရည်ပြည်နယ်ပြင်ပမှာဘန်ခွဲဖွင့်တာဒါမှမဟုတ်ဖောက်တယ်တွေကိုဝန်ဆောင်မှုပေးတာကိုတားမြစ်ထားပါရယ်။ ရလဲအနေနဲ့၎င်းတို့ဟာအစိုးရနဲ့ဆက်ဆက်တဲ့ project တွေအထူးသဖြင့်ဖွံ့ဖြိုးတိုးတက်ရေးတွေရဲ့အိမ်ချမ်းမြေလုပ်ငန်းတွေပေါ်မှာအကြီးအကျယ်မှီခိုနေရပါတယ်။ဒါက၎င်းတို့ကိုအိမ်ချမ်းမြေပြိုလဲမှုရဲ့တက်ရောက်မှုကိုအပြည့်အဝထိတွေ့စေပါတယ်။ပြီးခဲ့တဲ့နှစ်20အတွင်း CCP ဟာရင်းနှီးမြှုပ်နှံမှုဥဆောင်တဲ့ချင်းဝေခွဲမှုကိုနိုင်ငံပိုင်နဲ့ပုဂ္ဂလိကလုပ်ငန်းတွေစီပို့ဆောင်ပြီးတိုးတက်မှုကိုဖြစ်စေခဲ့ပါတယ်။ Rider ရဲ့ဖော်ပြချက်အရဒီတိုးတက်မှုပုံစံဟာဆက်လက်လှုပ်ဆောင်မှုမဖြစ်နိုင်တော့ဘဲ NDA တွေကဆက်လက်မြင့်တက်နေပါတယ်။စားသုံးသူအုံကြိတ်ကဒီကွာဟချက်ကိုမဖြည့်ဆည်းနိုင်ရင်စီးပွားရေးဟာနှိပ်ကွေးသွားမှာဖြစ်ပြီးမဖြည့်ဆည်းနိုင်တဲ့ချင်းငွေတွေတိုးလာကဗန်နာရေးပြဿနာကိုပိုဆိုးတဲ့အကျပ်တဲဖြစ်ပြောင်းလဲသွားမှာပါ။ဒီအကြောင်းမျိုးမျိုးနဲ့ရင်ဆိုင်နေရတဲ့နောက်မှာတရုတ်နိုင်ငံရဲ့ဗန်နာရေးဝင်ကြီးဌာနဟာနိုင်ငံပိုင်ဗန်ကြီးလေးခုဖြစ်တဲ့စာရိုက်စုဆောင်ငွေဘဏ်တရုတ်ဘဏ်ဆက်သွယ်ရေးဘဏ်နဲ့တရုတ်ဆောက်လုပ်ရေးဘဏ်တို့စီယွမ်900ဘီလီယံထိထည့်သွင်းခဲ့ပါတယ်။တရုတ်ဘဏ်ကယွမ်165ဘီလီယံနီးပါးနဲ့အကြီးဆုံးဝေစုရရှိခဲ့ပြီး ကြံပန်သုံးခုစီဟာယွမ်တရာဘီလီယံကျော်စီရရှိခဲ့ပါတယ်။တရုတ်စည်းရွက်ကြီး China Tobacco တရုတ်မိုဘိုင်း China Mobile တရုတ်သင်္ဘောတိဆောက်ရေး China Shipbuilding အပါအဝင်ဗဟိုလုပ်ငန်းတွေကလည်းစုစုပေါင်းယွမ်30ဘီလီယံခန့်ပါဝင်ကူညီထည့်ဝင်ခဲ့ပါတယ်။ဘဏ်တွေဟာပုံမှန်အဖြစ်၎င်းတို့ရဲ့အဓိကအဆင့်တက်အရင်းအနှီးကိုဝင်ငွေထိမ့်သိမ်းထားခြင်းလို့အတွင်းပိုင်းနီးလန်းတွေရှယ်ယာခွင့်ရေးထုတ်ပေးမှုပုံကလေးကထားရှိမှုပြောင်းလဲနိုင်တဲ့ငွေချေးတက်တေကန်လက်မှတ်ထုတ်ပေးမှုနဲ့ မဟာဗျူဟာရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်ခြင်းလို့ပြင်ပအစီအမံတွေနဲ့အားပြေလေရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ